မသမိုင်းထဲမှာတိမ်ကိုးလုံးကိုတပြိုင်တည်းတမုတ်သွားတဲ့ဘုရင်တပါရှိတယ်ဗျ။အဲ့ဒီဘုရင်ကတော့တိမ်ဆိုတာကကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေအတွက်ကိုအင်မတန်ကိုအထွတ်မြတ်ထားတဲ့အရာတစ်ခုဖြစ်ပါတယ်။တိမ်မရှိလို့ရှိရင်ကျွန်တော်တန်ခါးရီမရှိနိုင်တော့ပါဘူး။တန်ခါးရီမရှိလို့ရှိရင်ဗုဒ္ဓသာသနာတော်ကြီးကလည်းစိတ်တုံးသွားမှာဖြစ်ပါတယ်။အဲဒါကြောင့်တိမ်ကကျွန်တော်တို့အတွက်ကိုအင်မတန်ကိုအရေးပါအရာရောက်တဲ့အရာဖြစ်ပါတယ်။မြမသမိုင်းထဲမှာတိမ်ကိုးလုံးကိုတပြိုင်တည်းတမုတ်သွားတဲ့ဘုရင်တော်ရှိတယ်ဗျ။ အဲ့ဒီဘင်ကတော့ကျွန်တော်တို့အလုံးပြီးတဲ့အနော်ထာမီဒီယာကြီးဖြစ်ပါတယ်။နော်ထာမီဒီယာကြီးကဗုဒ္ဓသာသနာတော်ကိုပြန်ပွားအောင်ကြိုးစားတဲ့အချိန်ကာလတစ်ခုမှာရှင်ရဟန်းဦးဆောင်တဲ့သာသနာပြုခွဲနေတူမထေကြီးကိုပါမထေငယ်16ပါးနဲ့အတူကျွန်တော်တို့မိထီလာနဲ့တဝိုင်းမှာတိမ်ကိုတိမ်ကိုတပြိုင်နက်တည်းသမုတ်ခဲ့တယ်ဆိုတဲ့သမိုင်းအတိအကျရှိပါတယ်။မိထီလာကင်ရဲ့ကြော်ကြားမှုနဲ့အတူနော်ထာမီဒီယာကြီးလက်ထက်မှာမိထီလာကင်ရဲ့အနီးတဝိုင်းမှာတိမ်ကိုတိမ်ဂူကိုဂူကုန်းကုန်းအင်းကိုအင်းကိုလည်းဤထားခဲ့တယ်ဆိုပြီးတော့ကျွန်တော်တို့သမိုင်းမှာတွေ့ရပါတယ်။ မိဒီလာကန်ကြီးရဲ့ပတ်ပတ်လည်မှာရှိတဲ့တိမ်ကိုတိမ်ကိုကျွန်တော်တို့ကလက်ရရဲ့အတိုင်းပတ်ပြီးတော့ကြည့်ရှုမယ်ဆိုလို့ရှိရင်ဘဲဒီလာတိမ်ကိုစပြီးတော့တွေ့ရမှာဖြစ်ပါတယ်ဘဲဒီလာတိမ်ကအလဲရွာနေပြီးဘင်းကန်ကျေးရွာအုပ်စုစေကုန်းကျေးရွာအနီးမှာရှိတယ်ပြီးတော့သူကမိဒီလာကြောက်ကောင်လမ်းမကြီးနားမှာရှိပါတယ်ဘဲဒီလာတိမ်ကိုရန်သာကြီးရှင်စုနန္ဒကကကြည်ကျက်အမောက်ခဲ့ပါတယ် လူပြားများတွေ့ရမယ့်တိမ်တော်ကြီးကတော့ကတုကံတိမ်တော်ကြီးဖြစ်ပါလိမ့်မယ်။ကတုကံတိမ်ကတော့မွေအုပ်စုမှာပါဝင်ပြီးတော့ပုံမတွေ့ရအရှိတ်အတိမ်တော်ဘုံမှာရှိပါလိမ့်မယ်။အရင်တော့ကသူကသွာလာခက်ခဲတဲ့အချိန်တွေပုံမှာရှိပါလိမ့်မယ်။အခုတော့ရန်ကုန်မန္တလေးအမြန်လမ်းမကြီးအနီးနားမှာရှိတဲ့ခါကျတော့သွားလာရတဲ့အမြန်တွေပြုံပါလေကြ။ကတုကံတိန်တော်ကြီးကိုတော့ရဟန္တာအရှင်သူမြတ်ကြီးအရှင်ရထကကဘူးစည်းဥဆောင်တုပ်ပြီးတော့သမုတ်ခေတာဖြစ်ပါလေကြ။တတိယမြောက်တွေ့ရမယ့်တိန်တော်ကြီးကတော့ဝက်ကြောက်တိန်ဖြစ်ပါလေကြ။ ဝက်ကြောက်တိန်ကတော့ညောင်မီချိုကြီးရွာအုပ်စုမှာပါဝင်ပြီးတော့ဝက်ကြောက်ရွာရဲ့မြောက်ဘက်မှာရှိပါတယ်။ဝက်ကြောက်တိန်ကတော့ရဟန္တာအရှင်သူမြတ်ကြီးဖြစ်တဲ့အရှင်ဘာကုလာကကြီးကျက်ပြီးတော့သမုတ်ခဲ့ပါတယ်။စရုထောင်မြောက်တွေ့ရမယ့်တိန်တော်ကြီးကတော့ရှင်ပင်ကူတိန်တော်ကြီးဖြစ်ပါတယ်။ရှင်ပင်ကူတိန်ကရွာမအုပ်စုရှင်မြုတ်ရွာနေမှာရှိပါတယ်။ရှင်ပင်ကူတိန်တော်ကြီးကတော့ရဟန္တာအရှင်သူမြတ်ကြီးဖြစ်တဲ့ရှင်မောက်ကလေးကကကြီးကျက်ပြီးတော့သမုတ်ခဲ့ပါတယ်။ရေသမားမြောက်တွေ့ရမယ့်တိန်တော်ကြီးကတော့တာဖန်တိန်တော်ကြီးဖြစ်ပါတယ်။တာဖန်တိန်တော်ကြီးကတော့မိထီလာမြို့မြောက်ဘက်၅မိုင်ကျော်မှာရှိတယ်။ မိထီလာပင်တလဲသွားတဲ့ကားလမ်းတစ်ဘေးမှာရှိပါတယ်ခင်ဗျာအတိအကျဆိုရင်တော့တာဖန်းတောင်ရွာရောက်ဖက်ကုန်းမှာရှိပါတယ်ခင်ဗျာအဒီမြာမှာတာဖန်းတဲ့ရဲ့ထူးခြားချက်ကတော့တော်တော်လေးကိုလေးနက်ပါတယ်ဒီတိန်တော်ကြီးကရှေးအဆောက်အဦရဲ့ပုံစံအတိုင်းပဲသူကပုံ90တစ်စောင်းပုံစံမျိုးရေးဆောက်ထားတယ်အထဲမှာရှိတဲ့စင်းနူတော်တွေကလည်းဒါပကံလက်ရပကံစင်းနူတော်တွေကိုကျွန်တော်တို့ကပုံညော်တွေ့ရှိရမှာဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့ဒီတိန်တော်ကြီးရဲ့ထူးခြားချက်ကတော့ရှေးအရဟံမထေမြတ်ကြီးကိုယ်တိုင်ကဒီတိန်တော်ကြီးကိုကိုယ်တိုင်ကိုကြတမုတ်ခဲ့ပါတယ်လို့ကျွန်တော်သမိုင်းထဲမှာတွေ့ရတယ်စတမမြောက်တွေ့ရမယ့်တိန်တော်ကြီးကတော့ကလင်ချေတိန်ဆိုတဲ့တိန်တော်ကြီးဖြစ်ပါတယ် ကလင်ချင်းတိန်တိန်တို့ကြတော့ရှမ်းတဲနေပြီးကျောင်းရအောင်စု၄000ကျေးရွာနေမှာရှိပါတယ်ခင်ဗျကလင်ချင်းတိန်တိန်တို့ကြီးကိုတော့ယဟန္တာအရှင်သူမြတ်ကြီးဖြစ်တဲ့အရှင်ဓမ္မိကကပူဇိဥဆောင်ပြုပြီးတော့သမုတ်ခဲ့ပါတယ်ခင်ဗျတထမမြောက်တွေ့ရမယ့်တိန်တို့ကြီးကတော့ကုဖြူတိန်ဖြစ်ပါတယ်ကုဖြူတိန်ကတော့ကုဖြူကျေးရွာနေမှာပဲရှိပါတယ်ယခုကမှတော့တပြေဝါတာစီသွားတဲ့ကားလမ်းတစ်ပေးမှာရှိပါတယ် ပူပူတိန်တော်ရဲ့အလီနာမှာလည်းကျွန်တော်တို့သမိုင်းထဲမှာအထင်ကြီးရဖြစ်တဲ့ဝဇင်မင်းရသားကြီးကိုယ်တိုင်တည်ထောက်ဖို့ဝေခဲ့တဲ့ချွတ်စည်းကောင်စင်ရောကြီးရှိပါတယ်ဗျာ။ပူပူတိန်ကတော့သာစီမြို့နယ်ထဲမှာပါဝင်ပါတယ်ဗျာ။ဒီပူပူတိန်တော်ကြီးကိုတော့ရဟန္တာအရှင်သူမြတ်ကြီးဖြစ်တဲ့အရှင်ရေဝထကဦးစီးဦးဆောင်ပြုပြီးတော့နှမုံးခဲ့ပါတယ်။အထမမြောင်တွေ့ရမယ့်တိန်တော်ကြီးကတော့ကုန်းတောင်းတိန်တော်ကြီးဖြစ်ပါတယ်ဗျာ။ဒီတိန်တော်ကြီးကတော့မိထီလာတောင်ကြီးသွားတဲ့ကာလနမိတ်မှာတရှိပါတယ်။ဒီတိန်တော်ကြီးကိုလည်းရဟန္တာအရှင်သူမြတ်ကြီးဖြစ်တဲ့ရှင်ရတကကဦးစီးဦးဆောင်ပြုပြီးတော့နှမုံးခဲ့ပါတယ်ဗျာ။ဒါပေမဲ့မမြောင်တွေ့ရမယ့်တိန်တော်ကြီးကတော့ထီး30တိန်တော်ကြီးဖြစ်ပါတယ်။ ဒီတိန်တော်ကြီးကတော့မိထီလာငင်းကြံသွားတဲ့ကာလနှစ်ပေးမှာတရှိပါတယ်။တိကျပြောရမယ်ဆိုလို့ရှိရင်သီရိမင်္ဂလာရက်ကရွှေမြင်မိဇေရော်ကြီးဝင်းအတွင်းမှာတရှိတာဖြစ်ပါတယ်ခင်ဗျာ။ဒီဖြီ30တိန်တော်ကြီးကတော့အလဲတိန်တော်ကြီးဖြစ်ပါတယ်ခင်ဗျာ။ဒီတိန်တော်ကြီးကတော့ယဟန်နာအရှင်သူမြတ်ကြီးဖြစ်တဲ့အရှင်နန္ဒကဦးစီးဥဆောင်ပြုပြီးတော့သမုတ်ခဲ့ပါတယ်ခင်ဗျာ။တိန်ကုန်းတိန်လုံးရဲ့ထူးခြားချက်ကတော့ယဟန်တာမထေကြီးကိုးပါးကိုယ်တိုင်ဦးစီးဥဆောင်ပြုပြီးတော့သမုတ်ခဲ့ရတယ် ီးတော့ကျွန်တော်ပြောခဲ့သလိုပဲပေါ့နော်ဒီတိမ်ကိုးတိမ်လုံးကိုတပြိုင်တည်းတပုတ်ခဲ့ရတယ်ပေါ့ဒီတိမ်ကိုးတိမ်လုံးကိုကျွန်တော်အဖျောက်အတိုင်းတိုင်းကြည့်မယ်ဆိုလို့ရှိရင်တိမ်တစ်ခုနဲ့တစ်ခုကနှစ်မိုင်တိတိနှစ်မိုင်ကွာဝေးလောက်ပဲရှိလို့တွေ့ရမှာဖြစ်ပါတယ်အရှိတော့ပညာရှင်တွေရဲ့ scale တွေကိုကျွန်တော်ဒီမှာမြင်ရတယ်ပေါ့ဒီ30တိမ်တော်ကြီးကိုအလဲဘိုးမှာဆန္ဒထားပြီးတော့မိထီလာကန်ကြီးရဲ့အထက်မှာတိမ်၄တိမ်မိထီလာကန်ကြီးရဲ့အောက်မှာတိမ်၄တိမ်တပုတ်ခဲ့ရတယ်ပေါ့ဒီတိမ်ကိုးတိမ်လုံးမှာလည်းတိမ်ဦးစီရီပြီးထားခဲ့ပါတယ်တိမ်ကိုးတိမ်လုံးမှာရှိကြတဲ့တိမ်ဦးစီရီရောကြီးတိုင်းက အရှိတ်ရက်ကိုမျက်နာမူပြီးတော့မုံ့လည်ထားတာဖြစ်ပါတယ်ဗျ။မုံတိုင်းမုံတိုင်းမှာလည်းတင်မလီခွေဗုဒ္ဓရုပ်ဘွားတော်တွေကိုကျွန်တော်တို့ကဘုမျောရမှာဖြစ်ပါတယ်။ပဲတီလာတိန်၊ကတုကန်တိန်၊ဝက်ကြောက်တိန်၊ရှင်ပင်ကူတိန်တွေကတော့မဲတီလာကန်ရဲ့အထက်ပိုင်းမှာရှိတဲ့တိန်တွေဖြစ်ပါတယ်ဗျ။တာဖန်တိန်၊ကလိန်ချေတိန်၊ကုံတောင်းတိန်၊ကုဖြူတိန်တွေကတော့မဲတီလာကန်ကြီးရဲ့အောက်ဘက်မှာရှိတဲ့တိန်လေးတိန်ဖြစ်ပါတယ်ဗျ။ကျွန်တော်မိတ်ဆွေတွေမဲတီလာမျိုးကိုများတစ်ခေါက်တစ်လိမ့်များရောက်ရှိခဲ့မယ်ဆိုရင်တော့ဖြစ် ီတိမ်ကိုးတိမ်ကတိမ်တစ်ခုလောက်ကိုတော့အနည်းဆုံးတော့ဘာရောက်လေးလာတင်တယ်လို့ကျွန်တော်ဒီနေ့ကနေတိုက်တွန်းလို့ဆိုလိုက်ပါတယ်။ဗကန်ခေတ်ကကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ဂုံယူစရာကောင်းတဲ့ဗုဒ္ဓသာသနာကအဆောက်အဦတွေနဲ့ပတ်သက်တဲ့ဒီစောက်ပုံခံမှန်တဲ့တဲ့တွေကိုကျွန်တော်မိတ်ဆွေတွေဗုဒ္ဓတာဖြစ်တော်လကောက်၊ကုသိုလ်ဖြစ်တော်လကောက်ဘာရောက်လေးလာလို့ရရှိကြအောင်ကျွန်တော်ဒီနေ့ကနေတိုက်တွန်းလို့ဆိုလိုက်ပါတယ်။ ခုလိုကျွန်တော်တင်ဆက်ခဲ့တဲ့ဗီဒီယိုလေးရကျွန်တော်မိတ်ဆွေတို့အတွက်ဘုသူတာတစ်ခုတလင်ကရခဲ့တာမှန်တယ်ဆိုလို့ရှိရင်ကျွန်တော်မိတ်ဆွေဒီဗီဒီယိုလေးကို share ပြီးတော့အားပေးကြပါဦးကျွန်တော်တို့ထပ်ပြီးတော့တင်ဆက်ပေးစေချင်တဲ့အကြောင်းအရာလေးတွေများရှိခဲ့တယ်ဆိုလို့ရှိရင်လည်း comment လေးတွေမှာတောင်းဆိုလို့ရပါတယ်ကျွန်တော်တို့အမှားလေးတွေကိုထောက်ပြခြင်းနဲ့ဒုတိယမဟုတ်ကျွန်တော်တို့ကိုထပ်ပြီးတော့ဖြေလောင်းပြောပြခြင်းနဲ့ဆိုလို့ရှိရင်လည်းဒီ comment လေးတွေမှာကျွန်တော်တို့အကြံပေးတော်လို့ရပါတယ်ကြီးစုပေးရဲ့ဒုတိယအကြံကျေးဇူးတင်ပါတယ်ကျွန်တော်တို့ channel လေးကို like share subscribe လေးတွေ see first လေးလုပ်ထားပေးကြပါဦးလို့ပြောရင်းနဲ့နောက်ဆက်ပါခင်ဗျာ